အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မိသားစုအမေရိကန်ပြည် forway မြို့မှာရှိတဲ့မြန်မာမွတ်စလင်စားတောက်ဆိုင်မှာသွားစားမယ်ဒီဆိုင်တံပေါက်ရင်ကောင်းတယ်လို့ပြောကြတယ်ဆိုင်ဖွင့်တာတော့သိမ့်မကြသေးဘူးနာလားလောက်ပဲရှိဦးမယ်ဒါပေမဲ့သူစားတောက်တွေကရင်ကောင်းတယ်လို့ပြောတော့ကျွန်တော်သွားစားမယ်ကျွန်တော်တံပေါက်ကြိုက်တဲ့လူဆိုတော့တံပေါက်ကောင်းကောင်းရှိတဲ့နေရာဆိုရင်တော့သွားလေရှိတယ်ကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်တော့နှစ်နိုင်လောက်ကမောင်းရတယ် သူဆီယာမဲဦးတုတ်လဲတော်တော်လေးကောင်းတယ်လို့ပြောတယ်ကဲသွားမယ်ပြီးတော့ forwin သွားရတဲ့ရေချက်နှစ်ချက်ရှိတယ်စာတုတ်ဆိုင်ကောင်းကောင်းလဲစားလို့ရတယ်ပြီးရင်အဲ့မှာမြန်မာဆိုင်တွေမှာလည်းအရန်ဈေးတော်တယ်အဲ့ဒါကြောင့်မို့သွားတာသူဆိုင်ကတော့ဒီနမဲဒီဆိုင်မှာသွားစားမယ်ဆိုင်ကနမဲကရှိဘူးဒီဆိုင်ကဖွင့်တာမကြသေးဘူးနှစ်လလောက်ပဲရှိသေးတယ်သူအပြင်မှာဟိုစားတောက်လေးတွေတင်တာဒီသူအပြင်မှာ မီနူးတွေထားမီနူးတွေအပြင်မှာချိတ်ထားဆံဝင်ဝတ်မှာဒီလိုမီနူးလေးလဲပြထားတယ်အရင်စားခြင်းစရာလေးဖြစ်အောင်ပြထားတာဆံရလဲအကျယ်ကြီးပဲဒါကျွန်တော်တို့ရောက်တဲ့ချိန်မှာဆိုင်ဖွင့်ချိန်ပေါ့၁၂နာရီဆိုတော့လူကတိတ်မရှိသေးဘူးကျွန်တော်တို့ပဲရှိရဲဆိုလွတ်လွတ်လပ်လပ်အေးစေးစားလို့ရတယ်အဲ့တော့နေ့လယ်က၁၂နာရီမှာတို့ရောက်လာတယ်ကျယ်ကြီးပဲဆိုင်တော့ မှမလဲ to say am minu le tot tot song ne ဒီမှာသူတို့အတင်စားလို့ရတဲ့အစားတောက်တယ်လေသူတို့ချပြီးအောင်လေမဲကျော်တို့ကန်ဒီနတ်တို့ဖလက်ချောင်းကျော်တို့ စုံရှိတယ်သူဆိုင်ရဲ့ကြက်ကြော်လေးစမူဆာလေးလည်းတော်တော်လေးကောင်းတယ်ကြက်ကင်လည်းရှိတယ်ဒီမှာဘလုံးပွဲလည်းပြတယ်ဆိုတော့မိုက်အခုမန်စီးတီးနဲ့လီဗာပူးပွဲလာနေတာဒါပထမပိုင်းပြီးသွားပြီလီဗာပူးက2-0နဲ့နိုင်တယ်ကြက်ကြော်ကောင်းလာပေါ့သမီးငယ်လေးရတော့ကြက်ကြော်မာပြီးစားတယ်ကျွန်တော်ကလေးတွေပဲပဲရောက်ရောက်ခေါက်ဆွဲနဲ့ပတ်သက်တာပဲစားတယ်ခေါက်ဆွဲကြော်ခေါက်ဆွဲတုတ် ဒီလောက်ရွေးစရာအများကြီးရှိတောင်တို့အဲ့ဒါပဲပုံမှန်စားကြတယ်ကျွန်တော်ကတော့ဘေရောက်ရောက်တံပေါက်ပေါ့ 不着药了，啥高没不没打的。去。 我没家大宝家是那朵啦，大宝爸嘞，我们家。母亲咪大嫂。母亲吗？好睡觉，心里呢，年月几几过呀？For me. ခဆွဲတော့ရင်ကြည်လေးနဲ့ပေါင်းမယ်ပေါ့နောက်ထပ်မဲဥတုံနဲ့ပေပြားအစာတုံးနဲ့ဂျန်နေဟာကြည်ကြော်လေးလဲစားလို့ကောင်းစားလာကွေနာနာဘောကူရဘောလေးညအရွတ်ကိုလည်းတစ်ခက်ခက်ပို့ရ

啊、嗯。

看豆腐渣。 Cicu. Kalau mie utuh. ぐらいになる

sufrir. I didn't see your phone. Mm. ကဲစားလို့လည်းပြီးပြီကျွန်တော်တို့စားတာအရန်ကောင်းတယ်ဈေးလည်းအဲ့လောက်မကြဘူးအားလုံးပေါင်းမိသားစုတစုလုံးစားတာတော့မှ90လောက်ပဲကြတယ်ပြီးရင်တော့ကျွန်တော်တို့မြန်မာဆိုင်မှာဈေးတော့ဝယ်မယ်ဒီမြန်မာဆိုင်ကအရန်တက်တာလဲကျွန်တော်တို့အိန္ဒိယနာဆိုင်နေဆိုရင်ပစ္စည်းတစ်ခုမှာ2ဒေါ်လာ3ဒေါ်လာလောက်กว่าတယ်စားလဲစားပြီးပြီဝယ်လဲချမ်းပြီးပြီဆိုတော့ကျွန်တော်တို့နေတဲ့နေရာကိုပြန်မယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ပြပေးကြပါဦး နောက်ဗီဒီယိုမှာပဲပြန်တွေ့မယ်เนาะကြည့်တဲ့ရောက်စီတန်းကိုကျေးဇူးတင်နေအားလုံးကိုပပိုင်ပါ